။အဲ့ဒီတော့နည်းနည်းကတခုဆိုရင်တော့မှလှုပ်နေရပဲထင်တယ်။အခုချိန်ထိတော့မှမိုးတော့အဲ့လိုမျိုးပေါ့။ဒီလိုမန္တလေးမှာကအထက်မြင့်ကြီးတိတ်မရှိဘူး။ဒါတော့မှဒီလိုမျိုးဒီလိုမျိုးပြက်လိုမျိုးကြီးကိုဖြစ်သွား။ဒီရန်ကုန်သာဆိုလို့ရှိရင်ဆိုတဲ့စိတ်မျိုးကလည်းပေါ်တော့လည်းကြောက်တယ်လေဘာလို့အကောင်တော့အထက်မြင့်များတာကိုကြံရက်တဲ့မိသားစုဝင်တွေအတွက်ကိုလည်းတော်တော်လေးကိုအစိမ်းမကောင်းဖြစ်ပါတယ်ဆုံးရှုံးသွားတဲ့လူတွေဘောကတော့ဘာနဲ့မှအစားထိုးလို့မရအောင်နော်အမားတို့တော့မှတော်တော်လေးဖြစ်တယ်သူတို့ရဲ့ရင်ထဲမှာဆိုဘယ်တော့မှဘလောင်ဆူနေမလဲပေါ့ ဟိုအဲ့ဒီမသွားနိုင်တဲ့အခါမှာဒီအလူငွေတွေအလူငွေ ပေါ့နော်ကောက်ခံတဲ့အခါမှာကိုရီဒီမှာလာပြီးတော့လှူအားနေနဲ့ပါဝင်ကူညီခွင့်ရတဲ့ရကြောင့်မလို့ဝမ်းသာတာပေါ့ဟုတ်ဟိုပူပန်ခဲ့ရတယ်ဆိုတော့ဆက်စပ်လှုပ်ချင်တော့တော့ဟိုမိပါပေါ့နော်ကိုအဖေနဲ့ကိုသမီးကိုအူဆုံးဖုန်းဆက်တာပေါ့နော်ဒါမှမဟုတ်အဆက်အသွယ်မရဘူးပေါ့အဲ့မှာလည်း line တွေပြတ်တယ်ဆိုတော့မန်လေးမှာလောက်ထိပြတ်သွားမယ်မန်လို့တော့မသိဘူးပေါ့ရန်ကုန်မှာတော့ထိကြိုင်နေပါတယ်ဒါပေမဲ့ မတို့ကလည်းအထက်မြင့်မှနေရဆိုတော့စိတ်ပူတာပေါ့နော်စိတ်ပူတော့တမီးကိုဆက်တာပေါ့ဒါပေမဲ့တို့လည်းစင်ပြေးပါတယ်ပေါ့နော်အဲနောက်ဆုံးတော့တို့နဲ့အမအကြောင်ရှုတင်မှရောက်နေရအောင်အဲကြောင့်တို့ကကြောင့်အိမ်မှာအဲအဲဆိုတော့ပြီးတော့ပြီးမှမန္တလေးကကိုအိမ်ပြန်ရောက်တော့မှလည်းနေပါပြန်တဲ့ခါမန္တလေးမှာတော်တော်ဆိုးသွားတယ်ဆိုတော့အစ်ရဲ့ ကိုအဒီမိတ်ဆွေတွေကိုတော့ကိုက messenger ကနေပြောတော့ပြောလာတာပေါ့နော်ဖုန်းလိုင်းတွေကလည်းမရဘူးအဲ့လိုမျိုးသူတို့လည်းအမအတီထဲမှာတော့တော်သေးတာကအဲ့လိုအိမ်နေပိုင်းလောက်ပဲထိခိုက်ပျက်စီးပြီးတော့လူအန္တရာယ်တွေတော့ဘာမှမဖြစ်ကြဘူးပေါ့နော်အဲ့ဒါကိုပဲကိုကအကျေစုတရားမှာပေါ့ဟုတ်ဖြစ်သွားတာကအဲလူတန်းစားမရွေးပေါ့နော်ချမ်းသာတာရောဆင်းရဲတာရောမရှိဘူးအကုန်လုံးကဒီတပြေးညီပဲတဘာဝဘေးကိုခံစားလိုက်ရတယ်ဘယ်သူမှလည်းကြိုတင်ပြီးတော့လည်းမသိနိုင်ဘူးကြိုတင်ပြင်ဆင်ချိန်လည်းမရဘူးပေါ့အဲ့ဒါကြောင့်မလို့ ဟိုတချို့တွေဆိုလို့ရှိရင်တို့တို့ဒါဟိုဘယ်လိုပြောမလဲကွယ်လွန်သွားတယ်ပေါ့နော်တည်ဆုံသွားတဲ့အချိန်မှာတို့တည်လို့တည်မှန်းအောင်သိမှာမဟုတ်ဘူးလေနော်ရုပ်တရက်ကြီးကိုမြ мян ဆန်ဆန်တွင်း10မိနစ်9မိနစ်တွင်မှာဖြစ်သွားတဲ့အတွက်ကြောင့်လို့ပေါ့ဒီကြံရက်တဲ့မိသားစုဝင်တွေအတွက်ကိုလည်းတော်တော်လေးကိုအစိမ်းမကောင်းဖြစ်ပါတယ်အဲပြီးတော့လေဒါပေမဲ့လည်းရှေ့ဆက်ရမယ့်အတွက်ကြောင့်လို့အကုန်လုံးကတော့အားတင်းပြီးတော့ရှေ့ဆက်ပြီးတော့ဒါ ဘလို့ပြောမလဲခုနကလိုပြန်လဲထူထောင်ရေးတွေလည်းလောက်အောင်မယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေပေါ့အဲ့ဒါအရာအားလုံးအတွက်ကိုဟိုပြန်လဲပြီးတော့ထူထောင်ကြမှာပေါ့လူတိုင်းကဘာဖြစ်လို့လဲဆိုတော့မန်လေးကလူတွေအဲ့စကိုင်းတော့အဲ့ဘက်ကလူတွေဆိုတော့တော်တော်ပိုဆုံးမှာပေါ့နော်ဒီမှာတော့မှအိနေတော့နည်းနည်းကအခုဆိုရင်တော့မှလှုပ်နေရပဲထင်တယ်အခုချိန်ထိတော့မှမူးတာ ਉਹ အဲ့လိုမျိုးပေါ့လှုပ်သွားတယ်ပြီးတော့ရင်းနေတုံတယ်ဆိုတော့ဟိုမှဆိုလို့ရှိရင်ကြည့်လိုက်ရင်လုံးဝမျိုးပြတ်တပွဲကြီးဖြစ်နေရလေနော်ဒီဒါကတော့ကိုကတော့ဘိုင်းပေါ်မှာပဲကြည့်ရတာပေါ့တကယ်မြေပြင်မှာတွေ့ရတဲ့ ခါဆိုလို့ရှင်ပို့ပြီးတော့တော်တော်လေးကိုခံစားနိုင်မှာတော့မဟုတ်ဘူးပေါ့ငနေကတော့ကျတော့ဒီအမတို့နာကစ်တုံးကလည်းလှုပ်သေးရဲ့လေလှုပ်တုံးဝါဆိုလို့ရှင်လည်းအဲအိမ်ကြီးကတော့ရိမ့်တာပဲပေါ့နော်ဒါပေမဲ့ဒီလောက်ကြီးကျန်ပြီးတော့အဲ့လိုဖြစ်ပြက်သွားတာမျိုးကတော့တခါမှမကြုံဘူးလေမကြုံဘူးတော့အခုချိန်မှာအကုန်လုံးကတော့အကုန်လုံးလိုလိုပဲကြောက်စိတ်ပေါ်ဝင်တာပေါ့နော် ဒါဒီလိုမန္တလေးမှာကအထက်မြင့်ကြီးတိတ်မရှိဘူးဒါတော့မှဒီလိုမျိုးဒီလိုရုပ်ပြက်လိုမျိုးကြီးကိုဖြစ်သွားဒီရန်ကုန်သာဆိုလို့ရှိရင်ဆိုတော့စိတ်မျိုးကလည်းပို့ပြီးတော့လည်းကြောက်တယ်လေအကောလုံးအထက်မြင့်များတာဟုတ်အဲဆိုလို့ရှိရင်တော့ငါတို့ဒီရန်ကုန်သာဆိုလို့ရှိရင်တော်တော်လေးကိုဆုံးရှုံးမှုများမယ်ပေါ့နော်ဒါပေမဲ့လည်းဘာမှလည်းကြိုတင်လဲလဲလုံးလို့တော့လည်းမရမှမရတော့ငလင်းအားကြတော့လည်း ပြင်းစင်ဖို့တောင်မှတောင်မှအချိန်တချို့မမီလိုက်တဲ့လူတွေလည်းအများကြီးပဲလေ။နော်ဒီအိမ်အောင်ကနေပြီးတော့အရှိတ်ထွက်ဖို့တောင်မှမမီရများအရန်ခါနေတဲ့အတွက်ကြောင့်ပဲမှလည်းသွားလို့မရအောင်လေ။ဟိုအမားတို့တောင်မှဒီရန်ကုန်မှာလောက်သွားတဲ့ဟာတော့တောင်မှအမားတို့အရန်ကြောက်နေရပဲဒီအမားအမားတို့နေဟိုချူတင်ရိုက်တဲ့အိမ်ဆိုလို့ရှင်ဒါလုံးချင်းလေလုံးချင်းမှတော့မှခါနေတော့လေ။အဲ့တော့ဒီကယ်ကယ်ရေးမှာပေါ့နော်တိကြီးတွေလည်းအကောင်းဆုံးကြားတဲ့အမားတို့ဖြစ်မှာပေါ့ဗျာ။ဟုတ်တယ်ကင်တိုင်းဖွဲ့လေးချစ်စရာလေးလေးရောက် အကိုရလည်းဟိုပေါ့နော်တိလေးတွေကိုလည်းချစ်တယ်ပေါ့နော်သူတို့ရေဆိုလဲဒါရာသီဥတုကအရန်ပူတယ်လေနော်အာတိလေးတွေရောပြီးတော့ရှိလို့ရှိရင်ဒါကယ်ဆယ်ရေးအဖွဲ့တွေပေါ့နော် ပရိုက်တာကယ်ဆယ်ရေးအဖွဲ့တွေရောဒါအပြင်ပပြပရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရောဒါတော်တော်လေးကိုကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးနေ့ရောညရောပေါ့နော်ဒီလိုရှာဖွေပေးကြတယ်ဟိုတိလေးတွေကလည်းသူတို့လည်းတရတ်တာအပါဝင်ကြတယ်ပေါ့နော်သူတို့ဆိုလဲဒီရာသီဥတုဒဏ်ကတော်တော်ပူတာလေကျွန်တော်တိုက်ကြတက်ပြတ်ကြဒါပေမဲ့လည်းဘလိုပဲပြောပြော တို့လေးတွေရောအကုန်လုံးပူပေါင်းပါဝင်တဲ့အတွက်ကြောင့်မလို့အသက်ဟိုနိုင်ပေါင်းမြောက်များစွာပြိနေတဲ့လူတွေတောင်မှအသက်ရှင်လျက်ပေါ့နော်ကဲထုတ်နိုင်ခဲ့တယ်အဲအဲ့တော့ကြောင့်မလို့အတိုင်းမသိဝမ်းသာပေါ့နော်ပြီးလို့ရှိရင်လည်းရှင်များရှင်ရဲ့အုံမလားတောက်ခံနိုင်အုံမလားပေါ့အဲ့လိုမျိုးလေးတွေထက်ထွေးမဲ့တည်င်းတွေပဲကြားချင်ပါတယ်ရှင်ဒီတိုင်းကွာရုပ်ရှင်ကြည့်တော့ငိုတက်တဲ့လူသိလားရုပ်ရှင်ထဲမှာမင်းသမီးမျက်ရည်တစ်ပေါက်ဆိုတော့ကွာတစ်ပေါက်ကြာတာဒါကိုရုပ်ရှင်ရိုက်တဲ့လူလေးအဲ့လောက်ထိမခံစားနိုင်ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့တချို့ဟာတွေဆိုလို့ရှိရင်လုံးဝကြည့်ပြီးတော့မှအဲ့လိုပြောတဲ့ဟာတွေပါလေဆိုလို့ရှိရင် အဆုံးထိမကြည့်နိုင်ဘူးဘာဖြစ်တော့မင်းနာမှာတီရှူးနဲ့ငိုးနေပြီကိုကအဲ့လိုမျိုးလေးပေါ့ဟိုဆုံးရှုံးသွားတဲ့လူတွေပေါ့ကတော့ဘာနဲ့မှအစားထိုးလို့မရအောင်နော်အမားတို့တော့မှတော်တော်လေးဖြစ်တယ်သူတို့ရဲ့ရင်ထဲမှာဆိုဘလောက်တောင်ဘလောင်ဆူနေမလဲပေါ့ เนาะဒါတော့အဲတအားဒုက္ခရောက်နေတဲ့အချိန်မှာသူများမျက်ရည်ပေါက်ကြီးခင်ကြနေပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲပြန်ပါလိန်စားတဲ့သူတွေတွေ့ပါတယ်ဟုတ်လိန်စားတဲ့သူတွေဓမြတိုက်တဲ့လူတွေအတိထဲမှာလည်းဟိုဆိုရင်တို့နေပြီးတော့မှဓမြတိုက်ခံရတယ်ပေါ့အဲရန်ကုန်ပြေးလာကြတာပေါ့เนาะအဲဆိုတော့အပြင်မှာနေနေရကြတဲ့မှာမလုံခြုံတဲ့ဟာတွေပေါ့အဲ့လိုမျိုးတွေကြတော့လဲဘလို့မှပြောလို့မရဘူးပေါ့မရဲ့ဒါကတော့အကုန်လုံးကဟိုကိုပြူတဲ့ကံကိုပဲခံရမှာပေါ့နော်ဒီအချိန်မှာမခံရသေးတဲ့အခါမှာနောက်တစ်ချိန်တော့ကိုပြန်ခံရမှာပေါ့ ဒါလှုပ်ရက်လို့ရှိရင်လည်းလှုပ်ကြပါစီပေါ့ဒါတွေကတော့တကယ်ကိုမလှုပ်သင့်မလှုပ်ထိုက်တဲ့အရာတွေလို့ပဲမြင်ပါတယ်ဟုတ်ဖြစ်သွားတဲ့ငလင်းနဲ့ပတ်သက်ပြီးအကုန်လုံးကတော့စိတ်ထိခိုက်ကြေကွဲနေကြမှာပဲပေါ့နော်ဒါကတော့ဘလို့မဟုတ်ဟိုနှစ်သိမ့်ပေးလို့ပဲရမယ်အဲဘလောက်ထိဒီပူဆွေးတော့ကရောက်နေရမလဲဆိုတော့နှိုင်းရှင်လို့တောင်မရပါဘူးအဲ့ဒီတော့ကြောင့်ဒါပေမဲ့လည်းရှေ့ဆက်ရမယ့်ဟာတွေရှိသေးရဲ့အတွက်ကြောင့်မလို့ဟိုအားမငယ်ကြပါနဲ့ပေါ့ရှင်အားမငယ်ပါအားမငယ်ပါနဲ့ဒါပြန်နေထူထောင်ရေးလည်းပြန်လုပ်ပြီးတော့ပဲ လူပွားဆိုတော့လည်းရှေ့ကိုဒီလိုပဲဆက်သွားမှာပဲပေါ့နော်အဲပြီးတော့လည်းအခုဒီပျက်စီးသွားတဲ့ဈာတွေကနေပြီးတော့ကဲထုတ်နေတဲ့ဈာမှာအသက်ရှင်နေတဲ့ကျန်တဲ့လူတွေလည်းအများကြီးရှာဖွေတွေ့ရှိကြပါစေလို့ပဲဆုတောင်းပါတယ်ပြီးတော့ဒီကက်ဆိုကြီးကနေပြီးတော့လည်းထမဖြစ်ပါစေနဲ့ပေါ့နော်။ဟိုထမဖြစ်ပါနေနဲ့ကက်ဆိုးကက်ဆိုးရန်နေပြီးတော့လဲဟိုမကြောက်ရောက်ကြပါစေနဲ့လို့ပဲဆုတောင်းပါရရှင်။နောက်နောက်ပေါ့။